ချိန်လဲကုန်တာတက်တာပြီးတော့မှစားလို့အရန်ကောင်းပြီးအသားဟင်းတွေကိုမေးလောက်တဲ့အထိအတော်လေးကိုကောင်းတယ်တညင်ရွက်ချက်ဥကျော်လေးကိုအချိန်ရတယ်ဆိုရင်လှုပ်စားကြည့်ပါနော်အရင်ဦးဆုံးကျမတို့ကတညင်ရက်တွေကိုခြွေထားပေးလိုက်ပါမယ်ပြီးရင်တော့သူ့ကိုလီထားပေးလိုက်ပါမယ်ရှင်ကျမကတော့၃ပိုင်းပိုင်းလိုက်တယ်ပေါ့နော်အကယ်၍ဒီနေရာမှာတညင်ရွက်တွေကတ်တာကိုမကြိုက်ဘူးဆိုလို့ရှိရင်တရွက်ချင်းစီကိုခြွေပြီးတော့မှလေကအညာကိုထုတ်ပြီးတော့မှခြွေလိုက်မယ်ဆိုလို့ရှိရင်တော့ ော်ကြော်တဲ့အခါမှာအရွက်တွေကတရွက်နဲ့တရွက်ကတ်တာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်။ကဲဒါဆိုလို့ရှိရင်ကျမတို့စကြော်ပါမယ်။စီထဲနဲ့စီပူလာရင်ချက်သွင်းဖြူနဲ့ချက်သွင်းနီလေးကိုထည့်ပါမယ်ရှင်။ခုနကခောက်ထားတဲ့ချက်ဥလေးကိုထည့်ပါမယ်။ဒီအရွက်တွေကြော်တဲ့အခါမှာချက်ဥထည့်တယ်ဆိုလို့ရှိရင်ကျမကချက်ဥကိုဒီမျိုးကြည်သွားတာမချိုက်ပဲနဲ့အဖက်ကလေးဖြစ်နေတာကိုပူချိုက်ပါတယ်။ကဲဒါဆိုရင်တော့ကျမတို့တညင်ရွက်ထည့်လိုက်ပါတယ်။တညင်ရွက်ကိုတော့လေကျမကအရင်ကမြန်မာပြည်မှာနေခဲ့တော့ ာဆိုရင်ကျမတို့ဒီတာဘက်မှာစားတာတိတ်မရှိဘောနော်မတွေ့ဘူးမစားဘူးခဲ့ဘောနော်ဒီထိုင်းကိုရောက်လာတဲ့အခါကျမှပဲစားဘူးတာဘောနော်အရသာအနေနဲ့ဂျပန်ရတာမဟုတ်တခြားအနေငယ်ခရူးစီနဲ့ငံပြရီပင်ငံပြရီအနေနဲ့ထိတ်ခဲ့ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့အရသာရှိတဲ့တညင်ရွက်ချက်ဥကျော်လေးကိုရရှိလာမှာဖြစ်ပါတယ်ကျေးဇူးပါဘိုင်ဘိုင်